လေးစားအပ်ပါသောတနိုင်ငံလုံးပြစ်ကတက်ခိုင်မှုရက်စရေသဘောတူစာချုပ်အဲ့ဒီလဲမှာရေးထိုးပွဲ10နှစ်မြောက် အခမ်းအနားကိုတက်ရောက်လာကြတဲ့သက်ဆိုင်ရာတာဝန်ရှိသူလူကြီးမင်းများနိုင်ငံရေးပါတီများမှခေါင်းဆောင်များတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှခေါင်းဆောင်များနဲ့တန်တမာ များ UN EU India တေယုတ်ထိုင်းဒုက္ကိုမင်္ဂလာပေါင်းနဲ့ပြည်စုံကြပါစေလို့ဥစွာစုမုံကောင်းတောင်းအပ်ပါတယ်ညဉ့်ညရေးကို စစ်မှန်စွာ အလိုလားတဲ့ကျွန်တော်တို့စေသာစေသာအိုကြီးအောဆိုလျော်ဘောသူအတွက်ကြီးမားတဲ့ဂုံတိတ်ခါတခုလဲဖြစ်ပါတယ် NDA စာချုပ်ဟာလူတမျိုးတမျိုးအတွက်စာချုပ် သဆောင်သာဖြစ်ပေမဲ့တကယ်ကတော့အမျိုးသားပြန်လဲတင်မြရေးတကိုဥတီခရီးစဉ်တစ်ခုကို စတင်ခြင်း ဖြစ်ပါတယ်ဒီလိုသဘောတူညီမှုရရှိဖို့အတွက်နိုင်ငံတော်အစိုးရကိုယ်စားလှယ်များနဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေက နှစ်နှစ်နီးပါးကြာဆွေးနွေးခဲ့ကြရတာဖြစ်ပါတယ် NCA ဟာတခဏအတွင်းမှာရလာတဲ့အောင်မြင်မှုတကူမဟုတ်ပါဘူးအချင်းယူပြီးအပြာလာနားလည်မှုနဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒီအချိန်ကတစ်ဖက်ကိုတစ်ဖက် အနိုင်ယူဖို့မဟုတ်ပဲအပြန်အလှန်ယုံကြည်မှု နားလည်မှုတည်ဆောက်ဖို့အတွက်ဉာဏ်ပညာတွေတတ္တိတွေနဲ့ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်ဉာဏ်ရည်ဖြစ်စဉ်ဟာအဆုံး မသတ်သွားသေးပါဘူးအပြန်အလှန်လေးစားမှုနဲ့ယုံကြည်မှုတည်ဆောက်နိုင်သောနတ်သေးသလားဆိုတာသက်ဆိုင်သူအလုံးရဲ့လက်ထက်မှာရှိပါတယ်မိမိအနေနဲ့တိုက်တွန်းလိုတာက အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်များကို အများဆုံးလက်တွေ့ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်ဉာဏ်ရည်ဆိုတာစာချုပ်ပေါ်မှာလက်မှတ်ထိုးယုံတက်တက်နဲ့ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါစိမှန်တဲ့စိတ်ဓာတ်နဲ့ဆန္ဒတူညီမှုမှသာ ပေါ်ပေါက်လာနိုင်ပါတယ်အဲ့ဒါကြောင့် အနာဂတ်အတွက် NCA ကိုအခြေခံတဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြန်လည်ဆက်တင်ဖို့အပြန်အလှန်ယုံကြည်တည်ဆောက်ဖို့ပြည်သူအတွက်ငြိမ်းချမ်းရေးကိုလက်တွေ့ကျကျမြင်ရအောင်အထောက်ဖို့လိုပါတယ် NCA ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ခြေလမ်းတစ်ယောက်ဖြစ်ပါတယ်ဒီလမ်းကြောင်းမှာအခက်အခဲရှိမယ်ဆိုတာအားလုံးသိကြပေမဲ့အရေးကြီးတာကလက်ထွက်မသွားဘူး ဆက်ပြီးအထောက်သွားကြဖို့ဖြစ်ပါတယ်လက်တွေ့အခြေအနေများနဲ့ကံ့ညီပြီးတက်ဆန်ရအားလုံးပါဝင်ဆောင်ရွက်နိုင်မဲ့ NCA အခြေခံသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရှာဖွေ ဖော်ထုတ်သွားကြမှာ ဖြစ်ပါတယ်ဒီလိုဆက်လက်အထုတ်ကြိုးပမ်းတဲ့အခါမှာအင်းစီအသီးသီးနိုင်ငံများ အပါဝင်နိုင်ငံတကာအသိုင်းအဝိုင်းဤအခမ်းအနားကို အလေးထားပြီးမြင့်တင် ဆောင်ရွက်သွားကြဖို့ကိုလည်းတိုက်တွန်းလိုပါတယ်2015ခုနှစ် အော်တိုဘားလ15ရက်နေ့မှာ NC ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဟာမြန်မာနိုင်ငံသားတိုင်းရင်းသားချင်းချင်းအကြားတန်တရာမယုံကြည်မှုများကိုချော့ချမဲ့ခိုင်မာတဲ့အခြေခံအုံမြစ်တစ်ခုရရှိနိုင်ခြင်းဖြစ်ပါတယ် NC ဆိုတာ စစ်ပွဲကြောင့်မဲမောင်နေတဲ့ကာလကနေငင်းရဲရဲကိုမြတ်နိုးတံပိုးထားသူမြန်မာနိုင်ငံသားများ အလုံးအတွက်တောက်ပတ်ထုံလင်းတဲ့အလင်းရောင်တစ်ခုဖြစ်ပါတယ်သို့သော NCA သက်တမ်းဆယ်နှစ်အတွင်းမှာ ပြတ်ထန်သလောက်အကောင့်ထဲမဖော်နိုင်ခဲ့တာကိုတော့ဝန်ခံရမှာဖြစ်ပါတယ်ယခု2025ခုနှစ်မှာတော့နိုင်ငံရေးအလှည့်ပြောင်းဖြစ်လာပြီမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှဖြစ်သည့်အတွက်ရွေးကောက်ပွဲ ကြိုကာလမှာဖြစ်စေအလွန်ကာလမှာဖြစ်စေ NC အခြေခံအပေါ်ကနေအပြစ်ခတ်ရစရေးဆွေးနွေးပွဲများနိုင်ငံရေးဆွေးနွေးပွဲများမြန်မာရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာလိမ့်မယ်ဟုယုံကြည်မျှော်လင့်ပါတယ် ဒီအတွက်လည်းကျွန်တော်တို့ NCA အပေါ်တစ္ဆာရှိရှိနဲ့ယက်တီလုတ်ကင်နေကြတဲ့အဖွဲ့အစည်းတွေကလည်းပြင်ဆင်မှုကောင်းကောင်းနဲ့ပါဝင်ကြရမှာဖြစ်ပါတယ်ကုသလေတော်များခင်ဗျာဏိကုံချုပ်အနေနဲ့ကျွန်တော်တို့တွေဟာတနင်္ဂနွေလို့အတွက်ပူပေါင်းဆောင်ရွက်ဖို့လိုပါတယ် အမျိုးသားပြန်လဲတင့်မြတ်ရေးကိုဥတီပြီးပြီးတော့သူပြည်သူလူထုရဲ့အနာဂတ်မှာလူငယ်သစ်တွေအတွက်ငြိမ်းချမ်းရေးဆိုတဲ့အမွေနှစ်ကိုချန်ထားရနိုင်ဖို့ကြိုးပမ်းကြရပါမယ် ညဉ့်ညာရဲကိုဖော်ဆောင်သွားကြဖို့ညှိနှိုင်းဆွေးနွေးပွဲတွေကနေလက်ရှိနိုင်ငံရေးအကြအတဲကိုကျော်လွားကပါတီစုံဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုပေါ်ထွန်းလာရေးအတွက် စေတနာစေတနာအမှန်ဖြစ်မဆုံးမနစ်ချိုးပန်းကြပါစို့တိုက်တွန်းပြောကြရင်ဏိကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ